်မင်္ဂလာပါရှင်ကျမအကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကြီးဘတ်ဂျက်နဲ့လူအင်အားနေပါမှုတွေကြောင်းမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုလက်လွတ်ခေရတာဖြစ်ပြီးပေးဆက်နှင်နာသူတွေကိုတောင်းမဲ့ကြောင်း PSLF TNL ရဲ့အထွတ်ထွတ်အတွင်းရင်းမှုဘုချုပ်တာဘုံကျော်ကပြောပါတယ်ဒဇင်မာလာနှစ်ရက်နဲ့မှသူ့ရဲ့တရဝင်းလူမှုကွန်ရက်ကနေတဆင့်ပြောထားတာဖြစ်ပြီး ပထမဆုံးတကယ်ပေဆက်နှင်နာသူတွေကိုတောင်းပန်ချင်ပါတယ်။ရင်ထဲလိုက်လိုက်လေးလေးနာကျင်ရတာမို့အနုအညွတ်တောင်းပန်ပါတယ်လို့យေတာထားပါတယ်။ဒါအပြင်၃လနှစ်တာ ကာလအတွင်းရဲဘော့အင်အားထောင်ချီပေးဆက်အရင်ပြုခဲ့ကြောင်းနဲ့လက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွင်းတည်ခင်းတဲ့လို့ထည့်သွင်းရှင်းတာထားပါတယ်။ TNL ကိုသစ္စာဖောက်လို့ပြောသူတွေကိုတော်လေရင်နှလုံးသေချာပြန်သုံးသပ်ပြီးအရှိတရားတွေကိုလက်ကင်ထားစေခြင်းပါတယ်လို့သူကတုံ့ပြန်ပါတယ်။ ဒါအပြင်ကံမကုံသေးရင်စူးစားသူအတွက်ရလက်ရှိစမြေလို့ယုံကြည်ကြောင်းနဲ့တီအန်အလေကပြောထောင်ပေးခဲ့သူတွေကမိုးကုတ်ကိုပြန်သိမ်းတာကိုလည်းမြင်ကျင်တယ်လို့ဆိုပါတယ်။ TNL နဲ့မဟာမိတ်တွေကမိုးကုတ်မြို့နဲ့မိုးမိတ်မြို့တွေကို2024ခုနှစ်ဇူလိုင်လအထိမှသိမ်းယူခဲ့တာဖြစ်ပြီးတနေ့ကျော်အကြာမှာတော့တရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့ပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါလက်ရှိအချိန်မှာတော့မိုးကုတ်နဲ့မိုးမိတ်ကို TNL စီကနေလက်လွဲယူထားတဲ့စစ်ကော်မရှင်ကနိုဝင်ဘာလ28ရက်နေ့ညပိုင်းမှာမိုးကုတ်မြို့ထဲကိုကားအစီးရဲ့တရားကြောင့်နဲ့ဝင်ရောက်လာပြီးဒါကိုလက်မခံတဲ့တော်လည်းအဖွဲ့တချို့နဲ့ထိတွေ့တိုက်ပွဲတချို့ဆက်ရှိနေပါရဲ့ရှင် အာနာသိန်းစစ်တပ်ကဖမ်းဆီးထားတဲ့သတင်းစာဆရာဦးစီသူအောင်မြင် BBC မီဒီယာအင်ရှင်ရဲ့ခန်းစားကြည့်အစီအစဉ်ကမှထထက်ခိုင်တဲ့အဆိုတော်တန်တာဝင်းတို့လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်။ ဟွာရဲ့သတင်းစာဆရာဦးစီတူအောင်မြင့်ကိုတော့စကောင်စီကပုံမှန်905ကာဂျီနိုင်ငံတော်အကြီးညိုပြည့်စင်မှုပုံမှန်124ကာဂျီတို့နဲ့တရားဆွေးဆိုထောင်ချထားတာဖြစ်ပြီးပြည်လဲလွတ်မြောက်လာကြောင်းကိုမိသားစုဝင်တယောက်ကလူမှုကွန်ရက်မှာအတည်ပြုရေးသားထားပါတယ် BBC Media Action ရဲ့ခန်းစာကြည့်အစီအစဉ်ရဲ့အစီအစဉ်တင်ဆက်သူအလွတ်တန်းသတင်းထောက်တယောက်လေးဖြစ်တဲ့မတ်ထထခိုင်ကိုတော့ပုံမှန်905ကာဂျီပုံမှန်စစ်ခွန်တင်တဲ့စုစုပေါင်းထောက်6နဲ့ချမှတ်ထားတာဖြစ်ပြီးတာယာဝတီအချင်းထောက်ကနေလွတ်မြောက်လာကြောင်း ောင်းသိရပါတယ်ဒါအပြင်2023ခုနှစ်နှစ်ကုန်ပိုင်းကအကိုဖြစ်သူနဲ့အတူ ဖန်ဆီးခံခဲ့ရပြီးပုံမှန်905ကကြီးပုံမှန်90ညတို့နဲ့တရားစွဲဆိုထောင်ချခံထားရတဲ့အစိုးရတန်တာဝင်းလေနှွေမာလာ30ရင်းနေမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်းတန်တာဝင်းရဲ့မိတ်ဆွေတွေကသူတို့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ နိုဝင်ဘာလ26ရက်နေ့နဲ့28ရက်နေ့တွေမှာနိုင်ငံရဲ့အကျဉ်းသား350လွတ်မြောက်ခဲ့ပြီးဒဇင်ဘာလ1ရက်နေ့မှာတော့နိုင်ငံရဲ့အကျဉ်းသား268ယောက်လွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNM ရဲ့ကနဦးထုတ်ပြန်ထားချက်တွေအရသိရပါရရှင်။ မေရိကန်ဆိုရအမိမြလုံခြုံရေးဝန်ကြီးဌာန DHS ကနိုဝင်ဘာ24ရက်နေ့မှာမြန်မာနိုင်ငံသားတွေရဲ့အရာရေးကိုလုံခြုံရေး TPS ကိုဖျက်သိမ်းကြောင်းကြေညာခဲ့တာပါ။အချိန်တစ်ပတ်တွင်မှမြန်မာဘာဝင်အမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်တဲ့နိုင်ငံရေးကိုလုံခြုံရေးဆုံးဖြတ်ချက်တွေကိုရက်ဆိုင်တာ2021ကနေ2025တွင်ဒုက္ခသည်ဖြစ်ရောက်ရှိနေထိုင်သူတွေရဲ့အစိမ်းရောက်ကတ်တွေနဲ့ case တွေကိုပြန်စစ်ဆေးတာတွေပြုလုပ်မယ်ဆိုတဲ့ကြေညာချက်တွေဇက်တိုက်ထွက်ပေါ်ခဲ့ပါလေ။ ဒီကိစ္စရပ်တွေကိုဆုံးဖြတ်တာနဲ့ပတ်သက်ပြီး Trump အဆိုအရဟာ Federal တရားရုံးတွေမှာတရားရင်ဆိုင်ရတာမျိုးတွေထပ်ပြီးရှိလာနိုင်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ DBS decision ရော immigration policy တွေရောအလုံးပြန်တွန်းဖို့အတွက်စူးစမ်းနေပါတယ်။ကျွန်တော်တို့တွေတာဝန်ရှိတယ်ဗျာ။ကျွန်တော်တို့တွေရဲ့ဒီညီကောင်မောင်နှမတွေ DBS refugee status ရဲ့အခုက vulnerable population ဖြစ်နေတဲ့အချိန်မှာကာကွယ်ဖို့လိုတယ်ပေါ့အတူတူလှုပ်လှုပ်ဖို့လိုတယ်ဒါကဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့တွေအပန်ရှိတယ် voting power ရှိတယ်အဲ့ဒါကိုသုံးဖို့လိုတယ်ဗျကျွန်တော်တို့ဒီတိုင်းတော့ထိုင်နေပြီးတော့ဘာမှမဖြစ်ဘူးလို့တော့ပြောလို့မရအခုဖြစ်နေတဲ့ဥစ္စာနည်းနည်းသိပြီးတော့မသေးကြဘူးဗျဒီ holiday season မှာသူတို့တွေ announce လုပ်ထားတာတွေကလုံမဲ့တွေကတော်တော်များတယ်ဒီဥစ္စာဥပဒေအရလည်းကျွန်တော်ထင်တာတော့ကျွန်တော်ရှိနေမဟုတ်เนาะဒါပေမဲ့ပြန်ပြီးတော့ machine ပေါ့သူတို့ဘယ်လောက်လုပ်လို့ရလဲဘယ်လောက်လုပ်လို့မရဘူးလဲကျွန်တော်ထင်တာတော့ဒီနောက်တစ်လနှစ်လသုံးလကြာလို့ရှိရင်ကျွန်တော်တို့တွေတော်တော်ပို့ပြီးတော့မြင်လာမယ်ပေါ့เนาะ ဒါမှကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့တွေအခုဒီမှာရှိတဲ့ advocacy အုပ်စုတွေအားလုံးကတော့ပြန်ပြီးတော့တွန်းနေပါတယ်ဒီဥစ္စာကျွန်တော်တို့တွေလုပ်လို့ရသမျှအားလုံးလုပ်ပါပဲ။ ရပ်ပေါင်း60တွင် TPS ဖြတ်သိမ်းမှုကိုပြန်မပြင်နိုင်ခဲ့ရင်နောက်ဆုံးအဆင့်အနေနဲ့ပြည်နှံံပေးတာကိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့အချိန်ရွှေ့ဆိုင်တာမြန်မာပြည်ကိုပြန်ပူရာမျိုးမဟုတ်ပဲလုံခြုံပေးခဲ့တဲ့တခြားနိုင်ငံတခုကိုပို့ပေးဖို့တောင်းဆိုနိုင်တာစတဲ့နည်းလမ်းတွေရှိသေးတယ်လို့ဆိုပါတယ်ဒီလိုလှုပ်ဆောင်နိုင်မှုတက်ဆိုင်သူတွေအနေနဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့လိုအပ်တဲ့အထောက်အထားတွေကိုဥပဒေကျွမ်းကျင်သူဒါမှမဟုတ်ရှင်းနေရရဲ့အကူအညီနဲ့ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ် လူဝင်မှုကြီးကြပ်ရေးသူတို့နိုင်ငံရဲ့ policy ကိုတွားချင်တဲ့အတွက်ကြောင့်မို့သူကလောက်တာဖြစ်တယ် ဒီ policy ကိုလုံးဝ enforce လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဟိုးအစတည်းကလည်း sign ပြင်းလာပြီးသားဖြစ်တယ်ဆက်ပြီးတော့သူကလုတ်သွားမဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဗမာနိုင်ငံရဲ့ assessment ကကြားချက်ပြီးပါသွားတဲ့သဘောမျိုးပေါ့နော်အစိုးရတွင်းမှာဒါတွေကိုမပြောဘူးလားမကန့်ကွက်ဘူးလားပြန်ပြန်ကန်ကန်ဖြစ်လာအောင်မလုပ်ဘူးလားဆိုလုံးနေတဲ့ပုံကိုယ်တွေရှိပါတယ်စင်စက်မပြတ်လဲလုံးနိုင်စွမ်းရှိတဲ့သူတို့အစိုးရတွင်းကပုံကိုယ်တွေကိုလည်းတောက်လျှောက် contact တွေလုပ်ပြီးတော့အခြေအနေတွေကိုနား ားလဲနိုင်အောင်ပေါ့နော်ကိုယ့်ရဲ့ community ကိုယ့်ရဲ့နီးစပ်ရပါတော့တိုင်ဝမ်နေမှာကိုက content မပြတ်ဖဲနဲ့နေပါ နောက်တစ်ခါငွေကြေးရပဲဖြစ်ဖြစ်မတတ်နိုင်တာမျိုးတွေရှိရဲဆိုလို့ရှိရင်လည်းပဲဒီလိရဲ့အဖွဲ့အစည်းတွေနေရာတိုင်းလို့လို့မှာရှိပါအရှင်ပြင်ဆင်ရရှိတာတွေတော့ကိုကပြင်ဆင်ထားရမယ်တတိထားရရှိရတယ်ရောတတိထားရမယ်ပေါ့နော် အမေရိကန်ပြည်ထောင်စုမှယာယီကိုလွန်ကွင်း GPS နဲ့နေထိုင်တဲ့နိုင်ငံပေါင်းစုံလူကြီးတောင်းတဲ့ချီရှိနေပြီး2021ကနေ2025အတွင်းဒုက္ခသည်ဖြစ်လာရောက်ခြေချနေထိုင်သူသိမ်းတဲ့ချီရှိနေတာပါထွက်ပေါ်နေတဲ့တဲ့င်းတွေကြောင့်အစိုးရလုံခြုံရေးသူတွေကိုပြည်သူချင်းချင်းချင်းချောက်အမျက်ထုတ်တာမျိုးတွေလည်းလူမှုအဖွဲ့အစည်းတွေထဲမှာဖြစ်လာနိုင်တဲ့အတွက်အမှန်တကယ်ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေနဲ့ရှင်းနေတွေကိုသက်ဆိုင်သူတွေကစနစ်တကျချင်းကပ်ကြဖို့လိုအပ်ပါတယ် brinker recession လို့တလို့မျိုး refugee status ကိုပြန်သိမ်းနေတဲ့ resign လို့ရှင်နေဆိုလို့ရှိရင်ကျွန်တော်ဆက်ပြောခဲ့တယ်လို့ immigration ကောက်ကိုသူတို့တွေကတင်ပြရမယ်ကိုယ့်ဘက်က defend လုပ်ခွင့်ရှိတယ်အရေးကြီးတာဆာမဆာလန်စုကိုယ့်ကိစ္စကိုနားလည်အောင်လုပ်ဘယ်လိုမျိုး story ရောက်ခဲ့တာလဲ story အထက်ကိုယ့်ရဲ့ case ကဘယ်လိုဥပဒေနဲ့ကညင်မှုရှိနေလဲလေ့လာပြီးတော့ကိုယ့်အနေနဲ့တိကျနားလည်ပြင်ဆင်ထားဖို့လို့အရေးကြီးတယ် especially ဒီအချိန်ဒီမှာ qualify ဖြစ်တဲ့ legal assistance ကတော့အရေးကြီးတယ်လို့ကျွန်တော်ပြောလို့ရပါတယ် အမေရိကန်ပြည်တွင်းကိုဦးစားပေးပြီးကမ္ဘာနံပါတ်1အဖြစ်ဆက်လက်ရည်ရွယ်အချက်အပါအဝင်ရွှေ့ပြောင်းနေထိုင်သူတွေအရေးပေါ်ပြထားတဲ့ Project 2025 Policy နဲ့မဲဆွယ်စည်းအုံးမီတမနာထရမ်ဟာ2024 November ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာပါ Trump ဆိုရရဲ့ရွှေ့ပြောင်းနေထိုင်သူတွေအရေးနဲ့ပတ်သက်ပြီးလက်ရှိဆောင်ရွက်ချက်တွေဟာ Project 2025မှာပေါ်ပြချက်တွေအတိုင်းသိမ်းပြီးသိမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ် ုပ်ချုပ်ရေးအာဏာကို Trump အစိုးရကအလွန်ကျွံသုံးဆွဲတဲ့ကိစ္စအများပြကြောင့်လွတ်တော်နဲ့အဆင်မပြေဖြစ်ပြီးအောက်တိုဘာလ10ရက်နေ့ကစတင်ပြီး23ရက်ကြာအစိုးရရန်ညာစနေတင်ရက်ဆိုင်ထားတဲ့ဖြစ်စဉ်ပါဝင်ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်ကြလို့ညက်ဆက်တိုက်ကြုံတွေ့နေရပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချမ်းနမောဦးကျော်ကိုစစ်ကောင်စီလက်တက်ကဒီကနေ့ဒဇင်ဘာလ၂ရက်နေ့မနက်အစောပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အချက်သား၅ရောက်တေဆုံပြီး၅ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေစီကသိရပါတယ်။တတအူးလက်တက်ကလည်းတက်လာတဲ့တိုက်လျင်ဒဇင်နဲ့မနက်၁၂နာရီကျော်မှာပေါင်၂၅၀ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးအသက်၂၅နှစ်အရွယ်ကိုရှိုင်းကိုအသက်၂၀နှစ်အရွယ်မဆုမြန်လင်းအသက်၂နှစ်အရွယ်မရွှေပုံအသက်၄၀အရွယ်ဦးရှန်နိုင်ဝင်းနဲ့ ်အသက်20နှစ်အရွယ်ကိုမမောင်ဝင်းတို့တည်ဆုံခဲ့ရတာပါလို့ဆိုပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲဝလန်မြွနဲ့အရှိချမ်းအေယာဝတီမြစ်ကံဘက်ကနမောဦးကျော်ကိုဘုံချေခဲ့တာဖြစ်ပြီးမိသားစုဝင်၅ယောက်တေဆုံကထိခိုက်ဒဏ်ရာရရှိသူတွေကတော့သက်၅ယောက်ရှိခဲ့တာဖြစ်ပြီးနေအိမ်၅လုံးလည်းပျက်စီးခဲ့လို့ဆိုပါရရှင်။ ဘူဂေးရီးယားနိုင်ငံရဲ့မြို့တော်ဆိုဖီယာနဲ့တခြားမြို့တော်တော်များများမှာဒဇယ်မာလာတရံနဲ့တလင်းလာနေကလူထောင်ပေါင်းများစွာစုဝေးခဲ့ကြပြီး2026ဘတ်ဂျက်အစီအစဉ်ကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ EU အဖွဲ့ဝင်နိုင်ငံဘူဂေးရီးယားဟာဇန်နဝါရီလတရံနဲ့မှာဘုံငွေကြေးအဖြစ်ယူရိုငွေကိုမသုံးစွဲခင်မှာယူရိုငွေကို အခြေပြုပြီးပထမဆုံးအကြမ်းဖျင်းရေးဆွဲထားတဲ့ဘတ်ဂျက်လေးဖြစ်ပါတယ်။ ဆန္ဒပြသူတချို့ဟာမြို့တော်ဆိုဖီယာမှာရှိတဲ့အာဏာရပါတီတွေရဲ့ရုံးခန်းတွေကို ပိတ်ဆို့ထားပြီးရဲအယားရှိတွေကိုကြောက်ခဲတွေပလင်းတွေမင်းရှုံးမိမဲတွေနဲ့ပစ်ပေါက်ခဲ့ကြပါတယ် နိုဝင်ဘာလ20ရက်နေ့ကအလားတူဆန္ဒပြမှုတွေအပြီးမှာရူဆန်စီယာကော့ပြက်လူနည်းစုအစိုးရဟာအတိုက်အခံပါတီတွေအလို့သမားအတမကတွေအလို့ရှင်တွေနဲ့တိုင်းမေဆွေးနွေးမယ့်အချိန်ပုံပေါ်ရရှိစေဖို့ရည်ရွယ်ပြီးတော့2026အသုံးစရဲ့အစီအစဉ်ကိုလွတ်တော်ကိုပြန်လည်တွင်သွင်းမယ်လို့ကတိပြုခဲ့ပါတယ်လွတ်တော်ကော်မတီတစ်ခုကတော့နိုဝင်ဘာလ18ရက်နေ့မှာပထမဆုံးအကြေဖက်ကြားခဲ့တဲ့ဘတ်ဂျက်အစီအစဉ်ကိုအတည်ပြုခဲ့ပါတယ် အတိုင်ခံပါတီတွေနဲ့တခြားအဖွဲ့အစည်းတွေကတော့သူတို့ဟာလူမှုဖော်လုံးရဲ့ထဲဝင်ငွေတွေနဲ့အမြဲဝေစုတွေအပေါ်အခွန်တိုးမြင့်မဲ့အစိုးရရဲ့အစီအစဉ်တွေနဲ့နိုင်ငံတော်ရဲ့အကြမ်းလိုက်စာမှုတွေကိုဆန့်ကျင်ဆန္ဒပြနေတာလို့ပြောဆိုကြပါရဲ့ရှင်ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါ